ြည်တွင်အားလုံးပဲမင်္ဂလာပါဒီကတစ္ဆက်ပေးချင်တဲ့တင်ကတော့ကီးရီပြည်နယ်မှာအောင်ပွဲတွေစတဲ့ရရှိနေတဲ့ဆိုတဲ့တင်ပဲဖြစ်ပါတယ်ကီးရီပြည်နယ်မှာများမကြမီရပိုင်းတွေရနေပေါ့နော်ထိုးစစ်တွေစတင်ခဲ့တာကိုပြည်သူအားလုံးလည်းသိရှိပြီးပြကြမယ်လို့ထင်ပါတယ်ကီးရီပြည်နယ်ကျင်းပနေတဲ့ဒီပေါ်တော့ထိုင်းနိုင်ငံနဲ့ဆက်ချမှာပေါ့နော်ရှီယတ်စကန်တွေကိုဒီ KNU KNDO နဲ့ဒီ PDF တွေကပေါ့နော်တနေ့တနေ့ တိတ်ဆီးရမိရဆိုတဲ့ဒီနေ့ရာလဲတက်နေပြီးတော့အောင်မြင်မှုကြီးရာလဲဒီနေ့ကဒီနေ့ဘူပြရရှိနေဆိုတဲ့ဒီနေ့နေ့ကိုလည်းမြင်ရပါပဲဖြစ်ပါတယ်ဒီနေ့မှာတော့ဒီကီပီနယ်ရဲ့ထူးဆီးတဲ့နေရာနေပြီးတော့ဒီမဲမေလာ16ရက်နေ့ပေါ့နော်ဒီမနေ့ပိုင်းအဲဒီမေလာစကံဘောနော်ကြည်ရင်ကတည်းကတည်းကတည်းကဆိုတဲ့ဒီကိုအလုပ်တရှိစေတဲ့ပေါ်ပြပြလဲရပါတယ် ဖိုင်နန်ဆယ်အနီမှာရှိရစစ်ကောင်စီတပ်ရဲ့မဲလာစကန်ကိုတရားတာတိုက်ပြီးဒီနေ့မေလ6ရက်မနက်ပိုင်းမှာကရယူနဲ့ပူးပေါင်းတပ်တွေကအပိတ်ရှင်းလင်းတည်ယူလာပြီးလို့ KAC ဒရီမီထံကသိရပါတယ်မလစကန်ကိုဒီမနက်ပိုင်းမြန်မာစံတော်ချိန်မနက်9:00နာရီခွဲဝင်းချိန်မှာအပိတ်တင်းယူလိုက်တဲ့အလို့တတိယမြို့ကပြောပါရယ်မလစကန်မော်ကွီလူစကန်ဟာကမှကင်ယူတော့မှခုနေစီလှူရှာရတဲ့မြေထဲမှာရှိပြီးထိုင်းနိုင်ငံအနီးလမ်းဖွဲ့မြို့နယ် ဝီလမ်မူမေလာရောအနောက်ဘက်မှာတရှိရလို့လည်းသိရှိရပါတယ်ဒီစကန်ကိုမနစ်မေလာ15ရက်မနက်ဘက်၄နာရီခွဲအချိန်မှာကင်မာကီယန်တပ်ဖွဲ့ခွန်နေကဒရုန်းတွေအသုံးပြီးဆက်တက်ခဲ့တာပဲဖြစ်ပါတယ်ဆက်တက်ခဲ့တဲ့နေ့ပိုင်းညပိုင်းမှာပဲ မလစကိုင်းမှာရှိရဲစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတက်ခတ်မှုတွေကိုမခံနိုင်တော့ပဲစကိုင်းရဲ့တောင်ဘက်ကိုဆုတ်ခွာထွက်ပြေးသွားလို့လည်းကင်းရီစီးတရီနေရာနေပြီးတော့ပြောချလာပဲဖြစ်ပါတယ်စကိုင်းကိုအပိတရရတဲ့ဒီနေ့မနက်ပိုင်းမှာတော့စစ်ကောင်စီတွေကဗိုလ်ချတက်ခတ်မှုတွေလုံဆောင်နေတယ်လို့လည်းသိရှိရပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းတွင်ထန်းနဲ့ဆက်အနီကတာလန်ပြူဟာကိုသိမ်းပြီးနောက်မှာမေလစကိုဆက်လက်သိမ်းပတ်တည်ယူခဲ့တယ်လို့လည်းကင်းရီယူကတက်ခတ်ခဲ့ရပါပဲဖြစ်ပါတယ် wilemu mela adi fiwaani ee ta wajwaa mela apaawii nina juyaa ga didaka piduli yaajwaa thai pachasi gu thwaa bila jaa juu le thani ni imini yaani bhiyaa adi bhiyaa jaa laa abhiyaa phibare nama miu ne baijamniu dhanatamlaa ishim che thani saa ektashaa gaa sikaw dhitaa sakaa nui te putulu, kalade, မော်ဖူကီမော်ဖူကီစကန်နဲ့နော်ဒရာစကန်တို့အကျရှိနေပါတယ်။လက်ချက်စကန်တွေကိုလည်းကင်ကဆက်လက်တက်ခတ်ဖို့ရှိနေလို့လည်းကီစီဒီယင်းမြေကဒီပြပြောချလာပဲဖြစ်ပါတယ်။စစ်ကောင်စီတပ်ဖက်ကတော့ချက်ရှိတဲ့စကန်တွေမချဖို့မြေပြင်ကနေစစ်ကူစလင်းနဲ့ချင်မရှိတော့ပဲလေချောင်းပြကူတော့အားပြုအသုံးပြနေရတယ်လို့လည်းဒီယင်းမြေတွေကနေပြောပြောချလာကြည့်ဖြစ်ပါတယ်။ထို့ပြမှန်တဲ့မှာနေရာယူတဆက်ထားတဲ့မော်ဆုံကဲခန်စစ်စကန်တွေချီကောစကန်တွေသက်သက်ဆိုးနေတယ်လို့ပြောတယ်ဗျ။ စစ်ကောင်စီကတော့တတိအမောက်ချတာပါတယ်။နဆက်အနေဖြူပွားနေတဲ့တပ်ဖွဲ့တွေကြောင့်သစ်တက်ကလည်းနဆက်စီမင်းတရှတ်တက်ချက်ပြီးညဝတ်ချက်ကအချိန်လေးကိုအနည်းငယ်ဆောက်တင်နေတယ်လို့လည်းထင်မြင်ရဖော်ပြထားပါတယ်။ဒါဆိုရင်တဖြည်းဖြည်းနဲ့ဒီ KB နဲ့တကြောမှရှိရပေါ့နော်ဒီတက်စကန်တွေကို KNU KNB အပေါ်က PDF တွေနဲ့ပြီးတော့ CA အရှိန်ပေါ့နော်။အာသူစစ်တွေဆက်လက်ပြီးတော့သူစစ်မျိုးတက်ခတ်တွေပတ်သက်လို့တရှိရပါတယ်။ဒါဆိုရင်ညမကြောင်ကလည်းအတွင်းမှာ ဒီတနင်္ဂနွေလုံးမှာဖျက်ချပြီးရောပေါ့နော်ဒီအရင်ကြီးလည်းပြောထားပေါ့နော်ဒုစစ်ကြီးလာတော့မယ်ဆိုတာကြောထားပြတဲ့တော့ပြည်သူအားလုံးတတိဝိယနဲ့နေပြီးရောကိုယ့်ဟာကိုယ်အမြဲတမ်းပေါ့နော်တတိဝိယလေးထားပြီးရောစစ်စစ်စစ်နေကြပါဘယ်ကိုယ့်ကိုပေါ့နော်ဟိုဟိုလောအပ်ထပ်ပို့ပြီးရောဟိုတတိဝိယထားကြပါဒီစားရရှိရပြည်သူပြည်ကြပါလို့ပြောကြရင်လေဒီဗီဒီယိုလေးကိုဒီမှာပဲရနာလည်းပြသည်အဖေချာပြည်သူများကိုကျေးဇူးများတည်ရှိပါတယ်